တမာရွတ်မဲ့တဲ့င်အုတ်အော်တောင်းတင်ဖြစ်ပြီးစအချိန်တွင် လူရွှင်တော်များပြတ်ထားသည့်အငိမ့်ခွေတစ်ခွေကိုတငယ်ချင်းတစ်ယောက်ကရှင်မိုးအားပေးလာပါသည် အငိမ့်လူရွှင်တော်များက မဲပုံစံဝစ်စားစင်ရင်ထားကြပြီးမဲပြိုင်ပွဲဝင်နေသည့်ပုံစံတရုပ်ဆောင်ကြသည်ပြိုင်ပွဲဝင်မဲများသည့်အကဲဖြတ်တိုင်းများကိုပါတိတ်ဝမ်းဆက်လက်ထိုးသူမုတ်ဘုံတဲသူ ပဆန်တွေအထက်လိုက်ထည့်ပြီးသွားကြတော့သူ မုံချင်းအရက်ပလင်းများဖြင့်ကတော့ရသူအတီးတီးအတင်းပြောနေကြသည် နောက်ဆုံးတွင်မဲဘွဲရာကြောင့်ကျင်ညာခံရသူမဲသည်ဗပစ္စည်းမှ လက်ဆောင်မပေးဘူးပါဘူးဟုဖြေဆိုသည့်အခါအချားမဲများကဒိုင်ကျုပ်အဖြစ်ဆောင်ရွက်သူယောက်ျားတစ်ယောက်ကို မိုင်းရိုက်ကြပါတော့သည်သူတို့စီကလက်ဆောင်ပစ္စည်းများယူထားပြီး ဘာမှပြန်မပေးသည့်သူကိုမေဖွဲ့ပေးလိုက်သဖြင့်မကြင်မနက်ဖြစ်နေချခြင်းဖြစ်သည်ထို့အခါမေဖွဲ့ရသူကအတင်းဝင်ရောက်ဖြန့်ဖြည့်ရင်អော်လိုက်သည်မှာကျောက်ယောက်ျားကိုမလုံကြပါနဲ့တော်ဟူ၍ဖြစ်သည်ကြည်သာသူအများသဘောတကျရှင်မောကြသည်မေတူရက်တီမှုအတွေ့ဘာကိုမှအသေးအချာမသိပါပဲပြောင်ပြက်လိုက်သည်ထို့အငိမ့်ခွေကို စင်စာမဖြတ် ဖွင့်ပြူလိုက်သည်မှာလဲအံ့ဩစရာကောင်းလာသည်ယခုလဲချစ်သူကိုယ်တိုင်ကရင်မိုးမဲဖြစ်နေခြင်းကိုမကြိုက်ဟုဆိုလာပြန်ပါသည်အဖေသည်ရင်မိုးနှင့်ချစ်သူတို့၏တရင်ကိုကြားခဲ့ပုံပေါ်ပါသည် ထိုညကတားဖနှစ်ယောက်စကားတွင်အများကြီးပြောပြကြသည်အရာရှိတာဝန်မယူတတ်သည့်သူ့အကြောင်းအလောအပေါ်စေတနာမထားတတ်သည့်သူ့အကြောင်းချစ်သူတန်ဖိုးကို မြင်အောင်မကြည့်တတ်သည့်သူ့အကြောင်းတို့ကို ရှင်မိုးမြင်သာအောင်ရှင်းပြနောက်ဆုံးတွင်အဖေကသမီးနှစ်သက်လို့ရွေးချယ်တဲ့သူက စိုက်ကားဆရာဖြစ်နေလဲအဖေလက်ခံနေတော့ရှင်မိုးအန်အော်တကြီးအဖေအာမော့ကြည့်လိုက်သည်ဒီလိုအခြေအနေဒီလိုမယ်ဖွဲ့ရရအောင် အဖေကိုယ်တိုင်ပြုစုပြောထောင်ပေးခဲ့သည်ဦးဒီတော်သမီးလည်းဖြစ်သည် သူနှစ်ပတ်သက်ပြီးစိတ်ဆိုးရွားများ ရှင်မိုးအားအဖေထိုစကားဆိုလေသလားရှင်မိုးအတွေ့အကြုံမဆုံးခင်ပါပဲအေးတခုတော့ရှိတာပေါ့စိုက်ကားဆရာအရေးချင်းတော့အပြည့်အဝရှိရမယ်နော်ဟင်စိုက်ကားဆရာပဲစိုက်ကားနင်းတဲ့ရင်ရပြီမဟုတ်ဘူးလားအဖေကလည်းဘာအရေးချင်းလို့သေးလို့လဲရင်ရင်တီးတီးပဲရှင်မိုးလဲတုံတုံလိုက်မိသည်အဖေသည်ပြုံးပြီးရှင်မိုးအားရှင်းပြလေ ိုးရွာနေသည့်အချိန်တွင် ကိုခီးသည့်အဝတ်အစားများရေမစိုးအောင်ကာကွယ်မပေးထပ်တော်လေမိုးတိတ်နေသည့်အချိန်တွင်လုံကြီးပစိုးများရေမစိုးအောင်ကာကွယ်ပေးတတ်ရမည်ဟုဆိုသည်ဆိုက်ကားထိုင်ကုန်အုံးတွေမှာမိုးမိထားတော့အထဲမှာရေစိုးနေမယ်လေအားတဲ့အချိန်မှာထိုင်ကုန်အုံးကိုစစ်ဖွင့်အထဲမှာရှိနေတဲ့အုံစံကုန်းလေးဓမ္မမုံအဝိအစာပိုင်းလေးတွေကိုလမ်းပေါ်မှာဖြန့်ကျဲပြီးလှန်ထားပေါ့ အပူအရှိန်နဲ့အစလေးတွေခြောက်သွားတဲ့အခါပြန်ထက်ဒါဆိုရင် ကိုခရီးတယ်လုံကြီးပစိုးတွေရင်မစိုးတော့ဘူးပေါ့အများအားဖြင့်ခရီးတယ်တွေကိုမြင်နေရတာက နေပူကြီးရဲ့မှာစိုက်ကားစီးလာပြီးတော့တင်မားနေရာတွေမှာရေစိုးတွေကကွက်နေတာလေအဖေကရှင်မောအာ မြင်တာအောင်ရှင်းပြလေနောက်တစ်ချက်ရှိသေးတယ်တမီးရဲ့ကိုမျိုးကခရီးတယ်တွေကိုစိုက်ကားလာငါရင်ဘယ်ပို့ပေးရမလဲလို့မေးစရာမလိုဘူး เจ้าเสียมาตะหยอกลาง้าล่ะဆိုရင်เบเจ้าก็เลยตั้งตีနေရမယ်အစိုးရဝန်ထမ်းဆိုရင်လည်းဘယ်ယုံကလည်းလို့မှတ်မိနေရမယ်ပုံစိမ့်တယ်ဆိုရင် နန်းနန်းမင်းကဘယ်ကိတ်ကိုပို့ရမယ်ခရမ်းချင်သေးကဘယ်တိုင်းနေပို့ရမယ်ဆိုတာသိနေရမယ်အဲ့လိုလူမျိုးတွေကအမြဲတမ်းသူ့ရဲ့ခီးတယ်တယ်လေရှင်မိုးတို့ငယ်စဉ်ကနေခဲ့ရသည့်နေမျိုးလေးကိုမြင်အောင်သွားမိသည်လမ်းပန်းဆက်သွယ်ရေးအတွက်စိုက်ကားကိုသာအများဆုံး အားပြုနေရသည့်မြို့ကလေးဖြစ်သည်အလိုအဆုံးအရေးချင်းကတော့သူနေတဲ့မြို့လေးရဲ့လုံခြုံရေးကိုစောင့်ရှောက်ပေးနိုင်ရမယ်။ယာဇဝတ်မှုတွေကိုပူးပေါင်းဖော်ထုတ်ပေးနိုင်ရမယ်။တမိမတ်မီလားမသိဘူး။ငငယ်တုန်းကနေခဲ့တဲ့မြို့လေးမှာယထာလန်မှိုင်းပုံးထောင်တာတွေမချခဏကြားရတယ်လေ။ရင်မိုးမူလာတဲ့အရွယ်ကနေခဲ့သည့်မြို့လေးသည်ယထာလန်ဆုံရှိရာအရက်ဖြစ်သည်။မချခဏဆိုသလိုပင်ယထာလန်ကို မိုင်းပုံးထောင်ကြသည်ဖမ်းမိသည်လည်းရှိသလို ထွက်ပြေးလွတ်မြောက်သွားသည်လည်းရှိခဲ့ပူသည်အောက်ကွဲသွားပြီကိုတော့တကားမျှမကြုံဘူးခဲ့အဲ့ဒီမျိုးကိုလူစိမ်းဝင်ပြီဆိုရင်အရင်ဆုံးသတိထားမိတာက စိုက်ကားစရာတွေပဲအမှုမဲ့အမှတ်မဲ့မနေရင်ပေါ့လေအဲ့တဲ့လူစိမ်းကကိုယ်စိုက်ကားကိုဘယ်နေရာကနေငှားပြီးဘယ်ကူပို့ပေးခဲ့တယ်ဆိုတာမှတ်မှတ်သားသားဖြစ်နေရမယ်မျိုးကန်လူတွေပါဝင်နိုင်ပေမဲ့လည်း မိုင်းပုံးထောင်တဲ့ကိစ္စမျိုးမှာအပြင်ကလူစိမ့်တော်ပါနေတာပဲလေအခုအဖေပြောတဲ့အရေးချင်းတွေနဲ့ပြည့်မီတဲ့စိုက်ကားဆရာသားဖြစ်နေရင်ငါသမီးစိုက်ကားဆရာကတော်ဘွားနဲ့တသက်လုံးမနေနိုင်ရဘူးမှတ်အဲ့လိုလူမျိုးဟာငါစိုက်ကားဘွားကနေအိုးပိုင်းအောင်လာဖြစ်လာလိမ့်မယ်တစင်ပြီးတစင်လူနေမှုဘဝမြင့်နေမိသားစုကိုထူထောင်နိုင်တဲ့သူဖြစ်လိမ့်မယ်အဖေဒီရင်မိုးအားစိုက်ကားဆရာတီကာကို အရှိရေကြီးဖွင့်ပြလေသည်ချက်သူထားခဲ့စဉ်ကအဖေအားရင်မိုးမတိုင်မြင်ခဲ့တော်လေညောင်ညိုပြင်ဆက်လန်းတခမ်းရက်ချင်သည့်အခါမှာတော့အဖေနှင့်ရင်မိုးတိုင်မြင်ရပါလေတော့သည်အဖေက လုံးဝသဘောမတူလို့လမ်းခွဲကြဆို့ဟုပြောလိုက်ယူနှင့်မရသည့်အခြေအနေဖြစ်လာပြီရင်မိုးချက်သူသည်ရင်မိုးအားကားတင်ပြေးဖို့ပင် စီစဉ်နေပြီဟုသတင်းပေးသူများရှိလာ ရှင်မိုးတစ်ခုကန်ကောင်းနေသည်မှာဝင်ကြီးဌာနကိုစားပြုမယ်ဖြစ်နေသည်ဖြစ်ရုံးတက်เสียမလို့တော့သည်ဖြစ်သူနှစ်တွေ့ဖို့အနှဲငယ်အလန်းဝေးသွားသည် နေ့စဉ်လက်ကျင်ငန်းသွားလို့ရာတွင်လဲရုံးကားဖြစ်စီစဉ်ပေးထားသည်ဖြစ်သူရှင်မိုးနာကပ်ဖို့မလွယ်ကူဖြစ်နေရသည်သူ့ဘက်ကမဲတာတနာညာတာသူမှာရှင်မိုး၏အမေဖြစ်နေသည်ညီတို့သားဖတ်တတ်မှတ်ထားတဲ့စံနှုန်းတွေပါတယ်အမေမသိဘူး၏ तू आ ရိုးသားတယ်ငါသမီးပေါ်ချစ်ပုံပေါ်တယ်ပြီးတော့အရာရှိပဲလေလင်းဆန်ရွေးနေလို့လင်ခွေးနဲ့ရနေကြပါအောင်မယ်အမေဒီဖို့မြတာနှက်ချက်ပြီးလေဒီမိုးရေတဲထန့်စွာရွာသွန်းနေသည့်တညက်နေတွင်ရှင်မိုးအကစားယုံမှပြန်ရောက်လာသည်အဖေဒီတိုင်းယုံစီဝေးတစ်ခုတက်ရမယ်အေကန်းနေသူရှင်မိုးဝင်လိုက်သည့်အချိန်တွင်ခွေခွေခောက်ခောက်ထိုင်နေသည့်သူ့ကိုတွေ့လိုက်ရသည် သပင်ဆုပ်ဖွားအင်းကြီးကော်လန်တဝက်ပင်တဝက်ဝင်တဝက်ထွက်ဖြစ်ညင်သူသူသူ့ပုံစံကိုယခုမှရင်မိုးတည်ထားမိရသည်အဖေပြောစကားများနားတယ်ကြားရောင်သွားရင်ပြုံးလိုက်မိသည်အဲ့ဒီကောင်ကိုအစည်းအဝေးတွေလူကြီးလမ်းကြောင်းတွေမှာတွေ့တိုင်းခေါင်းဖိဖို့အဖေကဘီးထုတ်ပေးနေရတာဘရောမှတည်တည်တတ်တတ်မရှိဘူးအမေဒီကော်ဖီခွက်လေးကင်ကအိမ်ခန်းတွင်သူဝင်လာသည်ရင်မိုးကိုမြင်သွားသည့်အခါ မီးပြန်ရောက်လာပြီပဲသမီးကိုစကားပြောချင်လို့တဲ့နေကင်းကလေးကစောင့်နေတာပြောကြအောင်ဟုဆိုက အခန်းထဲသို့ပြန်ဝင်သွားတယ်အဖေရသည့်အရာရှိရိတ်သားတိုက်ခန်းလေးသည်ခက်ကျင်းကျင်းဖြစ်သည်အိတ်ခန်းတစ်ခန်းကအဖေနှင့်အမေနေသည်ရှင်မိုးအတွက်အခန်းတစ်ခန်းရသည်ရှင်မိုးအခန်းဘေးထောက်နဲ့မီးပိုဆောင်ကြားကို အဖေလေးထိုးကအကိုကြီးတို့မိသားစုနေကြသည်အိတ်ခန်းနှင့်အမင်းစားခန်းကို ိုင်းခြားသတ်မှတ်ထားသည်မှာလဲအဝိဘီရိုကြီးနှလုံးဖြစ်သည်ထမင်းစားခန်းဟုသတ်မှတ်ထားသောနေရာတွင်တက်သားကတင်အကျံတက်လုံးချထားသည်ထမင်းစားချိန်များတွင်စပွဲအပူလေးတင်၍ထမင်းစားပြီးညအချိန်တွင် မောင်အငယ်လေးဤအိယာဖြစ်လေသည်ယောက်ျားလေးဧည့်သည်လာလျင်ထိုကတင်ပေါ်တွင်မောင်ငယ်လေးနှင့်အတူအိယာပြီးမိန်းကလေးဧည့်သည်ဆိုနေရင်ရှင်မိုးအခန်းထဲသို့တွင်လိုက်ကြခြင်းဖြစ်သည်ဧည့်ခန်းထဲတွင် စတီကုံကိုခေါင်းမီပြီးကြိတ်လိုက်လျင် ထမင်းစားကန်းပါသူများကိုမြင်တွေ့နိုင်သည်ထို့အတူပင်ထမင်းစားကန်းကတဲ့ပေါ်မှနယံကိုမှီပြီးကြိတ်လိုက်လျင်လည်းဧကန်းမဧတင်များကိုမြင်နေရသည်ယခုကတဲ့ပေါ်တွင် အကိုကြီးမောင်အငယ်နှင့် အလဲရောက်နေသည့်အကိုဝန်းခွဲတို့ထမင်းစားနေကြသည်စက်ပြာခွဲတာတာအခန်းချင်းလေးထဲတွင်ဧကန်းနှင့်မှပြောသည်များစကားကိုထမင်းစားကန်းကတဲ့ပေါ်မှတဲတဲကွဲကွဲအကုန်ကြားနေရသည် ရှင်မိုးသူကိုအဖြေပေးခဲ့စဉ်ကလည်းဒီဧကန်လေးတဲတွင်ဖြစ်သည်ထိုအချိန်ကတော့အမင်းနှင့်ရောင်မတို့သာအိမ်တွင်ရှိနေကြခြင်းဖြစ်သည်ယခုလည်းဒီဧကန်လေးတဲတွင်ဇလန်းဖြတ်မှရတော့ရှင်မိုးသည် အဖေအလိုအရမြမနိုင်ငံဤအမြင့်ဆုံးမင်းမာဘွဲကို မရမချင်းပြိုင်ပွဲဝင်ရမည်သူဖြစ်သည်ချစ်သူသည်မဲဖြစ်နေခြင်းကိုမကြရှင်မိုးသည်လည်းယခုအချိန်အိမ်ထောင်မပြုတ်လို့သည်